ရေပြည်မြို့နယ်နတ်ကြီးစင်ကျွရအုပ်စုစေပုံရွာမှာဧပြီလ22ရက်ညကစစ်ကောင်စီတပ်ကနေလက်နေကြီးနဲ့ရန်တမ်းပစ်ခတ်လို့နေအိသုံးလုံးပြူပြီးဗိုလ်ကြီးကြောင်းလဲကြီးထိမှန်ခဲ့ပါတယ်။စေပုံရွာဟာဧပြီလ20ရက်နေ့ကစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားတိုက်ပွဲဖြစ်ပြီးစစ်ရေးတင်းမာနေတဲ့မင်းသားကျွရအုပ်စုနဲ့ကက်လျက်မှာတရှိပါတယ်။လက်နေကြီးကြီးထိမှန်လို့စေပုံဘူတာယုံနာကကိုဇုံဆိုင်တဆိုင်နဲ့ လူနေအိမ်နှလုံးပျက်စီးသွားပြီးရွာသားတွေကတော့ဧပြီလ22ရက်နေ့ကတည်းကကြိုတင်တေးရှောင်နေကြတဲ့အတွက်လူထိခိုက်မှုမရှိဘူးလို့ဒေသခံတွေကဆိုပါတယ်ဧပြီလ20ရက်တိုက်ပွဲပြီးတဲ့နောက်ညပိုင်းမှာလည်းစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်စေဘိုရွာမှာနေအိမ်တလုံးမီးလောင်ပျက်စီးခဲ့ပြီးမြို့သားတအူးကြီးစားထိမှန်ဒဏ်ရာရခဲ့ပါသေးတယ် ကလျော်မြို့ဘက်ကစစ်ကောင်စီတိုင်ရင်းတွေကလည်းလက်နဲ့ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလုပ်နေလို့ရေးတဝဲကလန်းဘော်ကကြေးရွာဒေသခံတွေလည်းတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။အခုလက်ရှိစစ်ရေးတင်းမာနေတဲ့မင်းသားကြေးရွာအုပ်စုနဲ့နတ်ကြီးစင်ကြေးရွာအုပ်စုတွေဟာမုံနဲ့တရင်သားကြီးဆက်မှာဖောက်ထားတဲ့ရေးတဝဲမြေထားလမ်းဟောင်းဘေးကကြေးရွာအုပ်စုတွေဖြစ်ကြပါတယ်။